ကျမတို့ Adulate Channel ကနေပတ်စဉ်ထုတ်လွှင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရှေတကုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမိမြန်တဆက်သွားမှာဖြစ်ပါရဲ့ရှင်အကောင့်နံပါတ်ညစောကနေပြီးတော့မိထားဖြစ်ပါတယ်သူမိထားကတော့ဆရာခမဗုဒ္ဓဘာသာမှာအစိမ့်နေရတရား၄ပါးလို့ကြားမှုပါတယ်မကြံစီတဲ့မကြံစီထိုက် မကြံစီအပ်တော်လို့ဆိုတော့ ဘာဖြစ်လို့ပါလဲခင်ဗျာဖုံးဝယ်ဆရာရှိလို့အကုန်တိခွင့်မပေးတာမျိုးလားတချို့ကတွေးမိကြပါတယ်သိကြမှာလဲဆရာဆိုပြီးတော့မြင်မြန်ထားဖြစ်ပါတယ်အစိနေရတရား၄ပါးကြာတော့ကြာပါပြီအိုးတော့ကျွန်တော်ပြောတော့ပြောဘူးတယ်နော်ဒါအခုမိခွန်းနဲ့ပြန်ဆက်ဆက်လို့အစိနေရဆိုတာကစင်တေတိဆိုတာကြံ့စီတာကြံ့စီတဲ့ဟာပေါ့စင်တေရဆိုတာအစင်တေရဆိုတာကတော့မကြံ့စီတာပေါ့ဒီမှာတော့မကြံ့စီစိတ်မကြံ့စီထိုက်မကြံ့စီအပ်တော်တရား၄ပါးပေါ့နော်အဲ့လိုမျိုးသူမိထားတာပေါ့ တော့အရှင်နိယတရားအဲ့လိုမကြံစီစစ်မကြံစီထိုက်မကြံစီအပ်တယ်ဆိုတော့ဘုရားဘာသာမှာအဲ့လေးခုကလည်းပဲဘုရားဘာသာနဲ့ပတ်သက်တာကြီးပဲလေနော်ဗုဒ္ဓဝိတ္တရာဗုဒ္ဓနဲ့ဆိုင်သောအရာဇာနာဝိတ္တရာဇန်နဲ့ဆိုင်သောအရာအဲနောက်တစ်ခါကမ္မဝိပါကကံရဲ့အကျိုးပေးတွေနဲ့ဆိုင်တဲ့ယာနာနာနံပါတ်၄ကလောကစိန်တာလောကနဲ့ပတ်သက်တဲ့အရာပေါ့ဗုဒ္ဓဘာသာထဲမှာအကုန်ရှိတယ်အဲ့အဲ့လေးပါးကိုမကြံစီရဘူးဆိုတော့ ဟိုတာမန်အဖြစ်ပြောရင်တော့ဒါဓာတ်ရိုက်ဘာသာပြန်လဲဟာပေါ့နော်အရုနာလို့ထဲတော့အစီအနေရအောင်အထည့်လိုက်တော့အဲ့ဒါလို့ပြန်တဲ့အခါမှာတချို့လူတွေကညံနှုတ်တဲ့လူတွေကတမျိုးတွေးတတ်တတ်ပေါ့နော်အဲ့ဒါဘာလဲလို့ဆိုရဗုဒ္ဓဘာသာမှာဖုံးကွယ်ထားတဲ့အရာရှိလို့လားမကြံစည်စစ်မှုမကြံစည်ရဘူးဆိုရလူတွေရဲ့အသိဉာဏ်တိုးတက်မှုကိုပိတ်ပင်တာလားဗုဒ္ဓတရားကနော်ဆုံးနေစေတာလားခပြစ်ခစ်တွေတိုးတက်တာဟာဘူးပဲထုံထိုင်းစေတာလားဒီလိုတွေပေါ့နော်တွေးမိတတ်ကြတယ်အမှန်လို့တွေးကြရလဲကောင်းပါတယ်အဖြစ်ပြောတာမဟုတ်ပါဘူး ဒါပေမဲ့အဲ့ဒီခုနကပြောတဲ့ဘာသာပြန်မှုလုံလောက်မှုမရှိတာပေါ့နော်ပြည်စုံအောင်ဘာသာပြန်မယ်ဆိုရင်သူကပါဠိတော်ပြီးရင်ထာဂရာကိုကြည့်ရဘလို့ပြန်သားလဲလို့ဆိုတော့အစိမ့်နေရဆိုတာအထုတိချင်းကမစွမ်းနိုင်တော့တရားလို့ပြန်ခုနမကြံစီအပ်တာဘာကြောင့်လဲလို့ပြောရင်အထုတိချင်းကမစွမ်းနိုင်လို့အဲ့တော့အထုတိချင်းကမစွမ်းနိုင်တော့အနေချင်းအပြည့်တော့သိနိုင်တယ်ပေါ့ဗျာနော်ရိုးရိုးလောက်တော့သိနိုင်တယ်အထုတော့မသိနိုင်အထုဆိုတာဘာလဲလို့ဆိုရင်ပါဠိဘာသာနဲ့ဆိုအဘိလို့ခေါ်တာပေါ့နော်ဘိလွန်ကဲသောတာလွန်သောထုကဲသော သိတယ်ဆိုတာဉာဏ်ပေါ့ဉာဏပေါ့နော်အဲ့တော့အဘိညာဏပေါင်းဖတ်တော့မြန်မာမှုနဲ့ပေါင်းဖတ်တော့အဘိညာဉ်လို့ခေါ်တယ်အဘိညာဉ်စာကြဖို့မှာပေါ့ဇံအဘိညာဉ်သမာပတ်တွေပါအဲ့ဒါလိုအဆင့်ကိုရောက်မှသိတင်တယ်လို့သိရဒါလောကရဲ့ဟိုသမာဓိရဲ့အမြင့်ဆုံးအဘိညာဉ်ပဲပညာရဲ့အမြင့်ဆုံးကဗုဒ္ဓဘာသာမှာအရဟတဖို့ပဲအရဟတဖို့ပြီးရင်သိစရာကုန်သိသွားပြီပဲဘုရားပြည့်ညာဉာဏ်နဲ့တော့မဆိုင်ဘူးပေါ့ဗျာနော်ဒီလောကဟိုဟာနဲ့ပတ်သက်လို့ကတော့အရိယာနဲ့ပတ်သက်လို့ကအမြင့်ဆုံးပဲ ရတ္ထဖို့ရတဲ့လူကကတံကရဏိယအောင်အပြုဝယ်ကိစ္စမရှိဘူးဆက်ကျင်ရလည်းမရှိဘူးပြစမမြောက်မဲ့ဆိုတာလည်းမရှိဘူးအဲ့တော့ခုနပြောတဲ့အပင်ညင်သွားတယ်အဲ့ဒီထက်ကဘာမှမရှိတော့အဲ့တော့အထုသိခြင်းကမစွမ်းနိုင်တဲ့တရားခုန၄ခုပေါ့နော်အဲ့လိုလေးနားလည်ထားရင်မကြံစီစေမကြံစီအပ်တယ်ဆိုတဲ့ဟာကိုပြည့်စုံစွာနဲ့ထပ်ပြီးသိဖို့လိုတယ်အဲ့တော့တစ်ခါပြန်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဘုရားဘာသာမှာဖုံးကွယ်ထားတဲ့အရာရှိသလားဆိုတော့မရှိဘူးလောကမှာသူကဒီလိုရှိတယ်ဗျဖုံးကွယ်ထားမှတင့်တယ်တဲ့အရာ၃မျိုးရှိတယ် ဖွင့်ဖွင့်နာမှတင့်တယ်တဲ့အရာ၃ခုရှိတယ်။ဒါလေးကိုဘုဇုတလေးနဲ့ကျွန်တော်ပြောပြပါ။ဖုံးကွယ်ထားမှတင့်တယ်တဲ့အရာ၃ခုကဘာလဲဆိုတော့မိစ္ဆာဒိဋ္ဌိမတုကမှာနောက်ဗြမဏတို့ရဲ့မန္တန်နဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အယူဝါဒကသူကဖုံးမလင်းလင်းတိခွင့်မပေးဘူး။ဖုံးကွယ်ထားတယ်အများကြီးရှေ့ဝတ်ထား။သိရင်0ပဲ။ဘာမှတိခွင့်မရှိဘူး။ကိုယ်တော်ကမဂ္ဂလိကောသလပူရဏကသပဏိကန္နနရဗုဒ္ဓသင်္စီယဗလတ်ထဗုဒ္ဓဘဂုဒ္ဓကိစ္ဆာနဲ့ကြာဖို့မှာဗျာဒိဋ္ဌိဆိုင်6ယောက်မိစ္ဆာဒိဋ္ဌိတွေပေါ့ သူတို့ရဲ့ယူဝါဒတွေမျိုးမျိုးရှိရယ်ဒါမဲ့တေချာဘာမှသိခွင့်မရှိမရှိဥစ္စာရှိရင်သူတို့မှာစင်ကြယ်စင်လက်တွေနဲ့အကြောင်းကျိုးမညီမျိုးဝန်ဆန္ဒတွေမာရတွေယူရယ်ပေါ့နော်ဟိုဆိုပါစို့ဥပမာပြောပါမယ်အခုအဲ့ဒီမိစ္ဆာတွေ6ယောက်မရှိတော့ဘူးကြံတဲ့ဘာသာကြီးတွေဆက်ပေါ်နေတာပဲတူတူပဲအဲ့ဒီအယူဝါဒကို twist လုပ်ပြီးယူထားတာပဲဆိုပါစို့အခုဒီလိုမိစ္ဆာတွေတွေပေါ်လာတဲ့ဘာသာကြီးတွေကိုကြည့်လိုက်လေရှိဘဝဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးဒါ first နဲ့ last ပဲဒီဘဝက ဖန်ဆင်းထားတဲ့ဥပမာပဲပေါ့အမှန်တကယ်ရတော့သူကရှေးဘဝဆိုတာရှိတယ်နောက်ဘဝဆိုတာရှိတယ်ဒါပေမဲ့သူတို့မသိအဲ့ဒါရှေးဘဝဆိုတာကိုရှိတယ်လို့မပြောမရှိဘူးလို့ပြောတယ်ဆိုတော့သူတို့ကအမှန်မသိတာမသိတာကို twist လုပ်ပြီးမရှိဘူးလို့ပြောလိုက်တာပြောလိုက်တဲ့အခါကျတော့ဟိုဟိုတုန်းကမိစ္ဆာတတိနဲ့တော့မတူဘူးပေါ့ဗျာအနည်းနဲ့ထူးခြားသွားတယ်လို့ပေါ့နော်မရှိဘူးအဲ့ဒါဘာလဲဆိုဝင်စနာလို့ခေါ်တယ်ကမ္ဘာပေါင်း၈000၄000ကျမ်းမှာ အာလုံးချင်းနေမှကိုသိရမယ်လို့တရားစီရင်တဲ့နေကြမှာအာလုံးသိရမယ်လို့ဘယ်ဘုံဘယ်ရဇာမှာမရှိတဲ့ပုဂ္ဂိုလ်တရားကိုဖရားအနေနဲ့ထားပြီးတော့ငင်းခွင့်လည်းမရှိမေးခွင့်လည်းမရှိဒါမသိနိုင်ရောဘူးပေါ့နော်အဲ့လိုပုဂ္ဂိုလ်ကိုလည်းပဲဓာတ်ရိုက်လည်းတွေ့ခွင့်မရှိဈာကန်လူတယောက်နဲ့ဆက်သွယ်စီတာအကုန်လုံးကဒါဝင်စနာတွေယူရဲတေချာကြကြနာနဲ့တကယ်ဖွင့်ချလိုက်ရင်ဘာမှမဟုတ်ဘူးဒါကြောင့်ဖုံးအုပ်ထားမှမိစ္ဆာဒိဋ္ဌိဝါဒတင့်တယ်ယနေ့ရှင်ကြီးတို့တင့်တယ်လေမေးတယ်ဒီအကြောင်းတွေမရှိဘူးမသိဘူးပေါ့နော်အဲ့လိုပါပဲနောက်ဒုတိယမှာဒုက္ကမှာ မတုဂမဆိုတာကအမျိုးသမီးတွေကိုပြောတာပါဠိလိုတော့မတုဂမခေါ်တာပေါ့မျိုးသမီးကိုနှိမ်တာမဟုတ်ဘူးနော်မြတ်စွာဘုရားရှင်ကမတုဂမဆိုတာအတိတ်ကကမွေးမိမိနဲ့သွားချင်းလာချင်းနေချင်းသုံးပါတူသောပုဂ္ဂိုလ်လို့ပြောတာကိုယ်အမိနဲ့တူတူပဲလို့ပြောတာဒီကလေးမှာအဲ့ဒါမတုဂမတရားရန်တွေကိုစိတ်သွင်းနိုင်တဲ့ဟာပေါ့နော်မတုဂမအဆုံးအဲ့တော့အဲ့ဒီမတုဂမဆိုတာလည်းဖုံးကွယ်ထားမှတင်လျော်တယ်ဘာပဲဖြစ်ဖြစ်မိမတို့အင်ဂျီရွှေပေးလို့မရဆိုတာချစ်ချစ်လေးလေးနဲ့ဖုံးကွယ်ထားမှ သူကတင့်တယ်တဲ့အရာမျိုးပဲလေယောက်ျားအင်ဂျီနဲ့ရှောက်သွားလို့ရတယ်လေနော်လုံကြည်ဖို့ပြီးတော့မိန်းမလည်းမတင့်တယ်ဘူးဒါကြီးမငယ်မှမဟုတ်ဘူးနော်ခလေးငယ်ငယ်တည်တည်လေးကိုလည်းကြည့်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဟောဆနာခြင်းမလုံးရလေးဖြစ်နေလို့ဆွဲဖုံးဆိုရင်ယောက်ျားလေးထားလို့ရစီမိန်းကလေးအရှင်ဆွဲဖုံးရတယ်ဒါကဘာလဲဆိုသူတဘာဝတရားကိုပြောပြတာအဲ့တော့ဖုံးကွယ်ထားမှတင့်တယ်တဲ့ဒါမတုကမှာပေါ့နော်တဘာဝအရာပြောတာပါနောက်တတိယကဗျမနာတို့ရဲ့မန္တန်ပုံနာတွေပေါ့ဗျာဟိုတော့မန္တန်ဗျမနာတွေကလည်းပဲဒီမန္တန်တွေဂါတာတွေလောက်တဲ့ခါမှာ ဖုံးကွယ်ပြီးတော့ပုံမှန်နည်းနည်းလုပ်လို့မရအောင်ပညာပေးရင်လျှို့ဝှက်စွာပေးရတယ်ဆိုလိုတာလက်ခတ်တရားစောင့်ကြည့်ညဘက်မှာလူတိခံလို့မရအောင်ပုံထုတ်ွယ်ရှုံးနဲ့စောင့်ကြည့်ရတယ်ပြီးတော့လက်ခတ်တရားကြိုက်လို့သူတို့ရွတ်မဲ့ဖတ်မဲ့ဆိုလဲအုံပါညာပေါ့ဗျာအုံဆိုတဲ့ဟာပဲလူတိပြီးခွင့်ရတယ်နောက်ဟာတော့ sorry ပဲသိချင်ရင်တော့လျှို့ဝှက်စွာပဲသင်တော့ပေါ့အဲ့တော့အကုန်လုံးကဘာလဲဆိုရင်ဖုံးကွယ်ထားနံပါတ်၁ကမိစ္ဆာဒိဋ္ဌိယူပါတာနံပါတ်၂ကမတုကမှာနံပါတ်၃ကပြမနာတို့ရဲ့မန္တန်ဖွင့်နာမှာတင့်နေတဲ့အရာ၃ခုရှိတယ်အဲ့ဒါနေရလရဲ့ ဓမ္မဝိနည်းရဲ့အသုံးခုနေရုလာရုဟာအညစ်အကြေး၅ပါးမရှိမှတင့်တယ်စိနေမြူတဲ့မြူတဲ့သူတွေမိဖို့ကြားဖို့မှာပေါ့ပြည့်မျိုး၅ခုဆိုစိနေမြူတဲ့သူတွေအင်းမိဖို့ပွင့်လင်းနေတော့မှမရှိတော့မှနေရုလာရုဟာတင့်တယ်ကြားဖို့မှာပေါ့ဗျာဒီဟာတပတိအတေဆောရတ္တိမှာပါတိစန္တိမှာလို့ဒါကိုပြောပြရတာဘုန်းကြီးသူသာပဲနောက်တစ်ခုကဓမ္မဝိနည်းရဲ့ဆက်ပြရခြင်းဟောလာတဲ့ဓမ္မဝိနည်းဟာဖွင့်နာမှတင့်တယ် ဖုံးကွယ်ထားကြတခုမှမရှိဘူးခုနအစဉ်တရားတရားလေးပါဆိုရင်မသိခွင့်မပေးတာမဟုတ်ဘူးအထူးသီးချင်းကမစွမ်းနိုင်လို့တပိဿံထိုင်ပြီးတော့လောကကြီးအကြောင်းပြောနေလို့မရဘူးအပ္ပဇံအကြောင်းပြောနေလို့မရဘူးဘုရားအကြောင်းပြောနေလို့မရဘူးဘာလို့အကုန်မသိနိုင်ဘူးမသိနိုင်တော့ဘာဖြစ်လဲ complain တွေဖြစ်လာမှာပေါ့နော်ဟိုစကားတွေများကြတော့ဘုရားရဆိုလွယ်တဲ့ကိစ္စမှမဟုတ်ဘူးဗုဒ္ဓဖြစ်ုံနဲ့မဟုတ်သေးဘူးလေဟိုအလောင်းတော်မာတွေကစပွားတွေကလမ်းလျှောက်ပြီးအကောမသမီးဇစ်တော်မသမီးစိတ်ပန်လေးနဲ့တိုင်းနေဘလို့စားလုံးပရမေဇံဝင်စားပြီးကာလောက်ဒေဝီလာရသေးရဲ့ဥကောင်းပေါ်မှာတက်နေတယ်ဆို ဘယ်စိတ်ပြန်ပညာရှိုံမလဲဥပမာပြောပြတာပါဒီအသက်ရှင်ဒါကြောင့်ဒါဖះအလောင်းမရှိသေးတယ်ဖះဖြစ်ပြီးတဲ့နောက်ဟာတွေအများကြီးပဲလိုက်မမိကြရဲခုနပြောတဲ့ဇံပင်ရရဲတည်စင်းတလောက်ပြီးလာမယ်အရတ်တဖို့ရမယ်ပရိသမိယပတ္တဖြစ်မယ်ဆိုရင်သိမယ်ထိုတဲ့မကတမန်သဘုဒ္ဓဉာဏ်ရမယ်ဖះတဆူရဲ့အကြောင်းသိတာနောက်ဖះတဆူပဲသိဉာဏ်ချင်းတူနေလို့တန်တဲ့ဘုက္ကိုမလိုက်နိုင်ဘူးစင်္သာတိဘုရားလည်းမမှီဘူးသိဖို့ပါလေဒါကြောင့်ထူးသိခြင်းကမဆွမ်းနိုင်တဲ့အစီအနေရတရားလို့ပြောတာကောင်းပြီခုနကဓမ္မဝိနည်းရဆိုတာဓမ္မလောကေသမုပ္ပန်သောဒုက္ခရတ္တပ္ပန်နည်းနဲ့ ။တပ္ပပန္နိဉ္ဇာလုံးစုံသောတတ္တဝါပေါင်းတို့ရဲ့ဒုက္ခရချမ်းသာရရှိဖို့အကျိုးကဓမ္မလောကိသမုပ္ပန်တော့တရားဓမ္မဝိနည်းပေါ်ထွန်းရတယ်၊ပွင့်ထွန်းရတယ်။တတ္တဝါတွေချမ်းသာဖို့ပွင့်ထွန်းပါတယ်ဆိုကမှသူ့ကိုဖုံးကွယ်ထားเสียအကြောင်းမရှိဘူး။ပွင့်ဖို့ပဲအကုန်လုံးဖွင့်ပြထားတာပဲရှိတယ်။ကိုယ့်အကိုဉာဏ်မီစမြောက် absorb လုပ်ယူမယ်ဒီဓမ္မဝိနည်းကိုဉာဏ်မီလို့မလုပ်နိုင်တဲ့ဟာကိုဖုံးကွယ်ထားတာလည်းမဆိုင်ဘူး။ကိုမသိတာပေါ့။အဲ့တော့ဆိုလိုတာကလောကမှာဓမ္မဝိနည်းကိုချုပ်ရင်တုတ်တန်ဝိနည်းပြီးဒီမှာဒါပဲလေ။ တုတ်တန်ဟာနိလန်းဖြစ်တယ်ဝိနည်းအားစီကံအဘိဓမ္မာသဘောတရားတုတ်တန်ဟာတမာတိဝိနည်းအားသီလအဘိဓမ္မာပညာအကုန်ဖွင့်ထားတဲ့ open view ဝင်လေ့လာလို့ရတယ်လူတွေကိုစဉ်းစားကြည့်တပ္ပပါဏိယံခတ်သိမ်းသောသတ္တဝါလူတွေရဲ့စိတ်ဟာဒုံနိကရတဒုက္ခသရိုင်းနေပေါ့နော်ဆုံးမရခက်ခဲတယ်နောက်တစ်ခါလဟုနောစိတ်တသဘင်ဟာဟောတာတယ်စိတ်တွေကလွဲ့နေတယ်အာယုန်တွေကိုလွဲ့နေတယ်မတည်ငြိမ်ဘူးလူသတ္တဝါတွေရဲ့ဟာတွေက ဆိုတော့ဟိုလူအများရှိနေတဲ့ကတိုးစိတ်မှာမိုးအိတ်ဖွင့်ချလိုက်တယ်လို့လွဲ့နေတောက်လျှောက်အာယုံနေမှာဇာယုံတကူကိုတည်ကြတဲ့မရှိဘူးအခုဘုရားရှိခိုးတဲ့နမောတ္တသုံးညလာရွတ်သွားတယ်အဲ့ဒီအနေတိပ္ပယ်ကိုထင်သွားတာစိတ်ကဘယ်ရောက်နေရွှေဆိုးရိုးမလို့သာပြီးသွားတယ်အများကြီးပဲကိုယ့်ကိုပြန်စင်စားဆိုလွဲ့နေအဲ့ဒါလို့လွင့်ပါနေတဲ့ဒီစိတ်ကိုဧကဂရတကူတည်သောအပြစ်ကင်းသောအာယုံမှာစိုက်ဝင်တည်ကြဖို့အတွက်ဆွေးစည်းပေးတာတမာတိပဲအဲ့တမာတိရပါတယ်သုတ်တံပဲသုတ်တံစင်လာ open ဖွင့်လာပြီးတော့လူနာလူပတ်ဝန်းကျင်တဲ့နေရာ ကိုယ့်ကြောင့်ဒီတစ်ပါးဒုက္ခမရောက်တယ်လို့ကိုယ့်ကိုယ်ကိုစနစ်တကျထိန်းသိမ်းထားတာအဲ့ဒါသီလပဲဝိနည်းပရိက္ခပဲအမြဲဖွင့်လာတယ်လူဝိနည်းကိုလုံမလားယဟန်ဝိနည်းကိုလုံမလားကြိုက်ကြလို့လို့ရတယ်နော်ဘေကုဏီဝိပင်အကုန်ဖွင့်လာတယ်နောက်ထုံနည်းတူတာပဲလူဟာအခြားအပြင်ပရလောကဥစ္စာစိတ်ဝင်စားတာကိုယ့်ကိုယ်ပြန်ပြီးတော့ဆောရကတက်စီစစ်တာတခါမှမရှိဘူးတကယ်တမ်းအရှိမန်ကိုယ်ခန္ဓာထဲမှာရှိတယ်ဒုက္ခသစ္စာဒါကြောင့်အရှိမန်ကိုသိပြီးလောကကလွတ်မြောက်ဖို့အတွက်ပညာအဲ့ဒါအဘိဓမ္မာပရိက္ခကအမြဲတမ်းဖွင့်လာတယ်တော့ဝိနည်းအဘိဓမ္မာတိရသမားတိပညာအကုန်လုံးဟာ ဖွင့်ထားမှတင့်တယ်တဲ့တရားတွေဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓဒေသနာတော်မှာအစိန္ဒိယတရား၄ပါးဆိုတာဖုံးကွယ်ထားလို့မသိစေနိုင်လို့ဟာလာလောကရဲ့တိုးတက်မှုကိုအသိဉာဏ်ထုံတိုင်းဖို့အတွက်လုပ်တာမဟုတ်ဘူး။ဘာသာပြန်ခြင်းရဲ့အနည်းငယ်မပြည့်စုံတဲ့အတွက်နောက်တစ်ဆင့်ထပ်ပြီးအထူးသိခြင်းကမဆွမ်းနိုင်တော့တရားလို့သိသွားပြီဆိုရင်ကြကြနနသိသွားရင်ဒါအလုံးစဘောပေါက်နားလည်လွယ်ပါတယ်လို့နော်ပြောရင်းနဲ့ဒီကိုချုပ်ပါဟုတ်ကဲ့ပါဆရာ အခုလိုမျိုးဆရာပြကြပေးခဲ့တဲ့အတွက် online ပေါ်ကအမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေးပြင်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ။ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်။